မင်္ဂလာပါရှင်ဒီကနေ့နဲ့အစောပိုင်းမှာပဲအီရန်ကအစ္စရေးကိုဒုံးကျည်တွေနဲ့ဆက်ပြီးတိုက်ခိုက်နေသေးတဲ့အတွက်အစ္စရေးပြည်သူတွေဘေးလွတ်ရာနေရာတွေမှာခိုးလုံနေထိုင်ကြဖို့အစ္စရေးအနာပိုင်တွေကသတိပေးလိုက်ပါတယ်အီရန်စံတော်ချိန်မနက်၄နာရီမှာအီရန်ကဆက်ပြီးတိုက်ခိုက်နေခဲ့တာပါ အဲ့ဒီအချိန်ဝန်းကျင်မှာပဲအီရန်နိုင်ငံသားရေးဝန်ကြီးအဘက်အရာချီကတကယ်လို့အစ္စရေးဘက်ကလေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်ရင်အီရန်ဘက်ကလည်းသူတို့တိုက်ခိုက်မှုတွေကိုရပ်တန့်သွားမယ်လို့ပြောခဲ့ပါဗျ။အစ္စရေးနဲ့အီရန်နိုင်ငံတို့က24နာရီအတွင်းအပြည့်အခက်ရစဲရေးကိုအပြည့်အစ်ဆောင်ရွက်ဖို့သဘောတူခဲ့ကြတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့လူမှုကိုရဲ့ဆိုရှယ်မီဒီယာမှာတနင်္လာနေ့ကရေးသားခဲ့ပါဗျ။ ဒါပေမဲ့အပြည့်အခက်ရစဲရီသဘောတူညီချက်တွေရဲ့အကျိုးသက်ရောက်မှုတွေကဘာတွေလဲဆိုတာနဲ့နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ကာတာနိုင်ငံမှာရှိတဲ့ American Little Scan ဌာနချုပ်ကိုအီရန်ကဒုံးကျည်စကူစင်းနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးအဆောက်အုံတစ်ခုကိုဒုံးကျည်ထိမှန်ခဲ့ပေမဲ့တေဆုံးသူမရှိဘူးလို့ကာတာစစ်ဘက်အရာရှိတအူးကပြောပါရတယ်။ အီရန်ကကာတာကိုဒုံးကျည်14စင်းနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့73စင်းပြစ်ချနိုင်ခဲ့တယ်လို့ဒေါ်နယ်ထရန့်ကပြောဆိုထားပါတယ်။ဒါပေမဲ့တကယ်ကိန်းဂဏန်းအစစ်အမှန်နဲ့ထရန့်ဖော်ပြထားတဲ့ကိန်းဂဏန်းတွေကြားကွဲလွဲမှုတွေရှိနေပါတယ်။လက်ရှိအချိန်မှာတော့အီရန်ရဲ့တိုက်ခိုက်မှုတွေကြောင့်လေကြောင်းလိုင်းတွေအလုံးပိတ်ထားရတယ်လို့အစ္စရေးလေဆိပ်အာဏာပိုင်တွေကပြောပါတယ်။ အီရန်နဲ့စစ်ပွဲစတင်ချိန်ကတည်းကအစ္စရေးလစိတ်တွေကိုပိတ်ချားခဲ့ပေမဲ့ပြည်ခရက်ရက်တွေကစပြီးအရေးပေါ်လေရင်ခီးစဉ်တွေပြန်တန်းခွေရခဲ့ပါတယ်။လက်ရှိအချိန်မှာတော့လေစိတ်အားလုံးကိုပိတ်ထားလိုက်တဲ့အတွက်လေတချို့ဟာမြေထဲပင်လယ်ကိုဖြတ်ပြီးလက်ပတ်ပြန်တန်းနေရတယ်လို့အစ္စရေးမီဒီယာတွေမှာဖော်ပြထားပါတယ်။ အီရန်ကပြည်လွတ်နေတဲ့ဒုံးကျည်သတိပေးချက်တွေကိုအစ္စရေးကသတိပေးနေတဲ့ကြားကနှစ်နိုင်ငံအပြစ်ခက်ရစဲရစတဲ့အသက်ဝင်နေပြီလို့အီရန်ရုပ်မြင်သံကြားကဒီကနေ့မှဖော်ပြခဲ့ပါတယ်ရှင်။